ဝိုင်းပကြီးဆရာကြီးများဖြစ်ကြတဲ့ပကြီးအိုလီဗာကိုလီပကြီးမြတ်တို့ပကြီးဝင်းမင်းအောင်ပကြီးဆရာမရွှေစင်တို့စူပေါင်းပြသတဲ့ဝေသိန်းစခွင်းလိုအမည်ပေးထားတဲ့စူပေါင်းပကြီးပြပွဲကို Channel 24မြန်မာမှာရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်အစူပေါင်းပြပွဲမှာတော့ပကြီးဆရာဆရာမလေးဦးတို့ရဲ့မတူကွဲပြားကြတဲ့ရေဟန်စိတ်ကူးစိတ်တန်အမှုပညာဖန်တီးပုံဖော်ရေးဆွဲခဲ့ကြတဲ့အကြောင်းအရာတွေက ကြီးရှုသူပကြီးချစ်သူတွေအတွက်အမျိုးဆုံးသောအတွေ့ကြီးနူးပွဲစိတ်ခံစားမှုရသားတွေကိုရှုမကြီးပွဲကြီးရှုခံစားရမှာဖြစ်ပါတယ်။ အာဟုတ်ကဲ့အင်္ဂလာပါရှင်အာကျွန်မနာမည်ကတော့အတ္တရှင်စင်ရေးဖြစ်ပါတယ်ရှင်အာဒီပွဲလေးကိုပေါ့နော်ဒီ square within square ပကြီးပြပွဲလေးကိုစီစဉ်ပြရတဲ့အကြောင်းအရာတော့ပေါ့နော်ဒီ good mood gallery မှာရှိတဲ့ပကြီးဆရာတွေပေါ့နော် member တွေပကြီးဆရာတွေက ေါင်းပြီးတော့ပေါ့နော်၄ယောက်ပကြည်ပြာဝဲလေးတစ်ပွဲလုပ်မယ်ဆိုပြီးတော့ဟာစပြောရင်းနဲ့မှာနော်ဘယ်လိုပုံစံလုပ်ကြမလဲလို့ဆွေးနွေးကြတာပေါ့နော်အဲ့ဒါနဲ့ဟာပကြည်ကြားလည်း၄ယောက်ရှိတယ်၄ယောက်ရှိတဲ့ခါကျတော့ဟာ square နဲ့ side နဲ့ပကြည်ကားလေးဆွဲကြမယ်ပေါ့အဲဆွဲပြီးတော့ဟာပကြည်ပြာဝဲတိုက်တယ်နဲ့ညီတဲ့ပြာဝဲလေးအထူးဖြစ်နေပေါ့နော်ဖန်တီးလိုက်ကြတာပါရှင့်ဟာ အာပုံမှန်အဖြစ်ကတော့လေပကြီးဆရာတယောက်ကိုပကြီးက12ကားအနေနဲ့တက်မှတ်ထားတာပေါ့နော်အာတက်မှတ်ထားပြီးတော့တယောက်ကို12ကားအနေနဲ့နှုံးနဲ့တက်မှတ်ထားတယ်ဒါပေမဲ့အာဆမရဲ့ပကြီးကားရကျတော့ကား20လောက်ဖြစ်သွားတယ်ရှင်ဒီပေါ့နော်ပေးတဲ့နေရံပေါ်မူတည်ပြီးတော့ဟိုချက်ရတာဖြစ်တဲ့ခါကျတော့ဆမကျန်နေနေများသွားတာပေါ့နော်နောက်အလုံးဆွဲတဲ့ဟိုပကြီးကားရများသွားအဖြစ်ကအခိုက်လေးအပ်တွေများရတယ်ရှင်အခိုက်လေးပကြီးကားတွေပေါ့နော်နောက်တယောက်နဲ့တယောက်ကလည်းပုံစံမတူတဲ့ ဟိုအတင်းလေးတွေနဲ့ဆွဲသွားကြတာပါရှင်ဟာဟိုဟိုးရင်လုံးတွေရလဲပေါ့နော်ဒီလိုမျိုးပန်းလေးလေးပဲဆွဲလာတာများတယ်ပေါ့နော်အာဒီတစ်ခါပွဲမှာကြတော့ပေါ့နော်၄ထောင်ထဲမှာဆွဲရတဲ့ပန်းလေးတွေဖြစ်တဲ့ခါကြတော့ပေါ့နော်ဟိုအရင်ဆုံးဒီပန်းလေးတွေ၄ထောင်ကွက်ထဲမှာပန်းပွင့်တပွင့်ချင်းစီကိုလည်းဆွဲတယ်နောက်ပြီးတော့ပန်းပွင့်တသေးလေးတွေကိုလည်း၄ထောင်ကွက်လေးထဲမှာပေါ့နော်ပါဝင်ဖြစ်အောင်ပေါ့နော်ဆွဲပြီးတော့ပြတ်တာထားတယ်ပန်းလေးတွေဆွဲရတဲ့ရည်ရွယ်ချက်ကကြတော့ဘာလဲဆိုတော့ ဟိုပေါ့နော်ကိုယ့်ရဲ့ဒီပန်းလေးမြင်တာနဲ့စိတ်ခွန်အားကိုရစေတယ်အဲဟိုဟိုပေါ့နော်တော်တော်များများစိတ်ဖြစ်စီမှုတွေများများရှိတဲ့အခါကျတော့ဒီပန်းလေးတွေဆွဲလိုက်တာနဲ့ပြေပြောက်စေတယ်အဲအကြောင်းမလို့ဆရာမကအာဒီပန်းလေးတွေကိုပဲဆွဲတာများတယ်ရှင်ဟာအားလေပကြီးကိုလေးလာတင်ယူနေတဲ့ကလေးတွေပေါ့နော်မျိုးဆက်တစ်ကလေးတွေဒါမှမဟုတ်ရင်လည်းဒီလိုမျိုးပေါ့နော်ပကြီးကိုဝါသနာပါတဲ့သူတွေဆိုရင်ပေါ့နော်ကိုကဒီဝါသနာပါလို့ဒီပကြီးပညာကိုလေးလာတင်ယူပြီးဆိုရင်ပေါ့နော်ဟို ဘလို့အကြောင်းမျိုးပဲရှိရှိပေါ့เนาะဒီဒီဟာကိုဒီဇိုင်းမက်မက်နဲ့စူးစမ်းပြီးတော့လေးလာတင်ယူမယ်ဆွဲမယ်ဆိုရင်တော့ကိုဒီပညာကပေါ့เนาะကိုပြန်ပြီးတော့အကျိုးပြုနိုင်လာအကျိုးပြုလိုက်မယ်ပေါ့เนาะပြီးတဲ့အခါကျတော့ဒီဒီပကြီးပညာရဲ့နဲ့ပဲကိုရဲ့ပဝင်းကျင်ကိုလှပ်ပါတယ်ပဝင်းကျင်လေးဖြစ်အောင်ဖန်တီးနိုင်ကြွမ်းရှိတယ်လူတွေရဲ့စိတ်ကိုလည်းလူညံ့ပျော်ပြောင်းစေတဲ့အတွက်ကြောင့်မလို့ပေါ့เนาะဟိုဟိုပို့ပြီးတော့စူးစမ်းအထောက်ပြီးတော့ရေးဆွဲကြပါလို့ပြောချင်ပါတယ်ရှင်ဟာ အာဒီပကြီးပြာဝဲမှာပေါ့နော်တကယ်ဟိုပဲဟိုဘောနော်ဆရာကြီးအိုလီဗာကိုလေးဆိုရင်လဲအရန်ကိုလက်ရာတွေကအာအားရှိပါရှိနဲ့အယောင်အားရောဆွဲချက်ကောရေးချက်တွေရောရန်အားရှိတဲ့ကားတွေပြတ်တာထားတာပေါ့နော်ဟိုကျွန်တဲ့ဆရာကြီးရဲ့လက်ရာတွေကြီးလဲတကယ်ဟိုပဲအရန်ကောင်းတဲ့လက်ရာတွေပေါ့နော်အဲ့ဒီလက်ရာတွေဈာထဲမှာမှဆမဟိုဘောနော်ပန်းနေနဲ့နူးနူးညံ့ညံ့ဖြစ်အောင်လို့ပြန်ပြီးတော့ပြန်ဖြေပေးလိုက်တို့လိုမျိုးဖြစ်တဲ့အတွက်ဟိုပကြီးပြဝဲရတော့တကယ်ဟို ိုလိုက်ဖက်ညီတယ်ပေါ့နော်လိုက်ဖက်ညီတဲ့ပွဲတစ်ခုလို့လည်းမြင်တယ်ပေါ့နော်ပြီးတော့ဆရာတို့နဲ့လည်းပောင်းပြီးတော့ဒီပြပွဲလောက်ရတဲ့အတွက်ကြောင့်မလို့ကိုကိုကိုလည်းခုံယူပါတယ်။နောက်ဆရာတို့ကိုလည်းခုံယူပါတယ်ပေါ့နော်။ပြီးတော့ဟိုလာပြီးတော့လည်းကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ပေါ့နော်။ဟိုထုထုချာချာပွဲလေးမှုလို့လည်းပေါ့နော်။အားကြောင့်လာပြီးတော့ကြည့်ရှုကြပါလို့လည်းဖိတ်ခေါ်ချင်ပါတယ်။ ီဘောက်ကိုခဏသွားပြီးပြန်လာတော့ဆုံးဆုံးဆုံးနေတာပေါ်စီထားအဲ့ဒါလေငယ်ငယ်တုန်းကဟိုစိတ်ပေါ်ကြောင်းမှနေခဲ့တဲ့နာမည်ပေါ်လေး all over ကိုလေးဆိုတော့အဖေနာမည်လည်းအဖေကိုလည်းသတိတရားကိုပြကျွန်တော် surname ကိုလေးလည်းပါကျင်တာနဲ့ all over ကိုလေးလို့ရေးတာဘူးစာညင်းတော့မဟုတ်ပါဘူးအဲ့ကျွန်တော်ကဒီခုပြပွဲလို့ဝခြင်းအကြောင်းခဏခဏလုပ်ရပြပွဲอ่ะအဲ့ဒီကိုယ့်ရဲ့ပကြီကားတွေကိုလူတွေနဲ့ရင်းနှီးအောင်လူလာရင်ပေါ့ဗျာမျိုးမျိုးစုံနဲ့လည်းဖိတ်ရအောင်သူတို့တွေကြည်ပြီးတဲ့အခါကျတော့သူတို့တွေကဓာရီကို ရင်းနှီးသွားအောင်ကျွန်တော်အမေဆိုရင်68နှစ်ရှိပြီသူတို့လည်းရို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 းအရင်ရှေးလူကြီးတွေဆိုတော့ပကြီးကားတယ်ဆိုတော့ပကြီးကားလိုပဲမြင်တယ်အာကောင်မလေးတွေကားနေတာမင်းသမီးကားနေတာဒါပေမဲ့ဒီကျွန်တော်တို့ရေးတဲ့နှီးကိုတွေ့ကျင်းဖန်များစွာတိလာတယ်တိလာတယ်ဆိုတော့ပူပူပဲတိလာဒီပကြီးကားကောင်းတယ်မကောင်းတယ်အာရေးထားတဲ့ absolutely ကောင်းတယ်မကောင်းတယ်သူတို့ပြောတာနေအဲ့ဒါအဲ့လိုအဲ့လိုနှီးနေပဲဒီဗမာပြည်မှာရှိတဲ့လူတွေ များများလာကြည့်အောင်ပြပွဲလည်းခဏခဏလုပ်ပါတယ်သူတို့လည်းအဆင်ပြေစေကျွန်တော်တို့ကနိုင်ငံเจ้าမှာတော့ MoMA ရှိတယ် Museum of Modern Art ဒီမှာမရှိသေးဘူး MoMA MoMA Museum မှာမရှိသေးဘူးဆင်းလဲစဉ်းစားကြမှာမဟုတ်သေးဘူးထင်တယ်လို့ရောစေတော့ဒီပြင်ဟာတွေပဲဒီပြင်ပကြီးကပကြီး Museum တော့မှအကောင်းမရှိသေးတော့ဘူးအဲ့တော့ MoMA လာဖို့တော့တော်ခက်တော့ပေါ့ကျွန်တော်တို့အဲ့ MoMA မှာကျွန်တော်တို့ annual membership ဝင်ပြီးတော့ကျွန်တော်တို့အဲ့မှာကိုအမြဲနေတော့ကျွန်တော်တို့အရင်ရင်းနေပြီးဒီဒီလိုနှီးမျိုးတွေနဲ့ အဲ့ဒါကြောင့်အများကြီးရေးပြတာပါအခုလိုပြောခွင့်ရတာလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလိုပြပကြီးရတယ်လေဟိုကျွန်တော်တို့ကလေငွေကြီးအကြောင်းတခုတော့မဟုတ်ပကြီးရတယ်ရေးရေးပြီးရင်ပကြီးကားရေးပြီးတဲ့ခါမှာရောင်းတက်နေထိုက်တင်အားလျော်တဲ့ရောင်းအောင်မှသူ့ရဲ့ motivation နဲ့ရမယ်။နောက်သူကအခုပကြီးပစ္စည်းတွေကလည်းအခုဈေးတွေကကြီးလာတော့အဲ့ဒီအတွက်လည်းကျွန်တော်တို့ပြန်ပြီးလုံနောက်ထပ်ထပ်ဖန်တီးဖို့ပေါ့လေ။ဘောင်းတွေ canvas တွေနောက်ဈေးတွေအစားတော်တော်ဈေးကြီးပါပြီ။ အဲ့တော့အဲ့ဒီဥစ္စာတွေအတွက်ကပကြီကရောင်းရမှာဖြစ်မယ်အဲ့တော့ကျွန်တော်တို့က demand ကတိတ်မရှိဘူးဒီနိုင်ငံမှာအရင်တော့ပို့ဆိုရအရင်တော့နိုင်ငံခြားသားပဲမြင်ပြောအခုတော့ဗမာတွေကတော့ဝေကြပါတယ်ဝေရဲဆိုပေမဲ့ဝေရဲဟာနှစ်မျိုးရှိတယ်ပကြီကကြိုက်လို့ဝေတာရှိတယ်စုဆောင်းတာရှိစုဆောင်းတာဆို invest လုပ်တာပေါ့ invest ဆိုတဲ့ဆိုနိုင်ငံဟိုဒီတေးဆုံးသွားတဲ့နာမည်ကျော်ပကြီစရာကြီးပဲလိုက်ဝေတဲ့လူတွေရှိတယ်ဒီပြင်ပကြီကဆိုစိတ်ကိုဝင်စားတာအဲ့တော့ကျွန်တော်တို့မှာအဲ့အဲ့ကိစ္စလေးတော့ရှိတာပေါ့ဗျာရောင်းရယူရတဲ့ကိစ္စမှာတော့ အဲ့တော့ဟိုနည်းနည်းတော့အားတော့နေသေးတာပေါ့နော်ဒီအယောင်ဝိုင်းနဲ့ပတ်သက်ပြီးတော့အယောင်အရူလည်းမဖြစ်ဘူးပေါ့နော်အယောင်အမှလည်းဆစ်ဆက်လို့ရပါနိုင်ငံကြားကဝယ်တာတော့ဒီလိုသူတို့ရောက်တဲ့နိုင်ငံအတွက် civilian အနေနဲ့အထိမ်းအမှတ်ဝယ်ကြတော့အမာမှုတွေဝယ်သွားတာများတာပေါ့နော်။ပမာမှုတွေဝယ်သွားတာများ။ကျွန်တော်ကတော့ကျွန်တော်ရဲ့ဒီ personal preference ကတော့ကျွန်တော်ကဟိုကဘာကြီးမှာရှိနေတဲ့ပကြီးကားတွေထပ်မလုပ်ချင်တော့ ကိုမလုပ်လဲလို့မဲ့နှင်းစီပန်းကိုပန်းနဲ့ဆိုက်ထားတယ်။ပန်းလေးနဲ့ဖန်ခွက်ကလေးနဲ့အဲ့ဒါတကဘာလုံးမှရှိတယ်။ဘယ်နိုင်ငံရောက်ရောက်ရှိတယ်။အဲ့တော့အဲ့ဒါမိုးတွေကျွန်တော်ကမလုပ်ချင်တော့ဘူး။ကျွန်တော်တို့က creation ကျွန်တော်တို့ကဖန်ဗမာကဘာကြီးမှမရှိတဲ့ဟာကိုဖန်ဖန်ဖန်စင်းကျင်တာပေါ့။ escape the ordinary ပေါ့နော်။လုံနေကြရတယ်ကျွန်တော်တို့ကအဲ့ဒါမျိုးပေါ့။အဲ့ဒီရေးပြီးတော့လွတ်လပ်မှုရသွားတဲ့အခါကျတော့လေအဲ့ဒီလိုချုပ်ချုပ်ချေချေနဲ့ စိတ်ချင်းချင်းကြက်ညက်နဲ့ရေးရတဲ့ဟာကိုဒါကြီးကိုမလုပ်ချင်တော့ဘူးအဲ့တော့ဒီထဲမှာကျွန်တော်တို့ဒီဇိုင်းမမစုံနေပြီးတော့ရောင်းဖို့တယ်တော်တော်လေးခဲရင်တယ်ကျွန်တော်ဒါပေမဲ့ဒါကိုမြင့်မြတ်လုံးလုံးနဲ့ရေးတာပေါ့ဗျာအဲ့ဒါမျိုးပါပဲတရုတ်မှန်ကြတော့လေသူတို့ကလေတရုတ်မှန်မှပကြီးလို့ထင်တာပေါ့အဲ့ဒါမျိုးပေါ့နော်ဒီကားတွေကြတော့သူတို့တွေကဟိုငါအိမ်ရငါးနှစ်သားတော်မှရေးနေတယ်ဒါပေမဲ့အဲ့လိုမြင်လို့မရဘူးတကယ်ရေးချိန်မှာခက်မှန်းသိတယ်သူက sketch လည်းမရှိဘူး form လည်းမရှိဘူး ကိုကမျောပြီးတော့ကိုလှုပ်ရှင်တဲ့နေရာမှာရသလိုဖန်ပြီးသွားတာပြီးတဲ့အခါကျတော့ intellectually ပြန်ကြည့်တဲ့အခါကျတော့ပြန်ပြီးသုံးသပ်တဲ့အခါအော်ဒီနေရာဘာလို့လဲပန်ပြန်ဖြစ်ရတာပြောဖို့ကောင်းပါတယ်စိတ်တစားပြီးဒါကြောင့်ကျွန်တော်ကအဲ့ဒါဆွတ်ဆွတ်နေရတာပါ မနာမည်နှစ်နေပါရှင်တော့နှစ်နေပါပေါ့နော်အဲကျမကဒီလိုလာတာက online ကနေရမှာဒီပချင်ပြပွဲလေးပေါ့နော်ဘယ်နည်းဘယ်နည်းလုပ်မယ်ဆိုပြီးတော့အဲကြော်ညာလေးတွေ့ရပထမတစ်ခေါက်တော့လည်းလာဘူးရပေါ့နော်ဟိုဆရာ Oliver ဆရာရဲ့ပွဲလေးလာဘူးရဆိုတော့ဒီဒီတစ်ခေါက်ကိုလည်းအဲအခုပထမဆုံးရက်မှာပဲလာဖြစ်လိုက်တယ်ပေါ့နော်ဆိုတော့ညီမရဲ့ဒီကလေးလေးတွေတပည့်လေးတွေကိုလည်း live ပြချင်တာနဲ့ အာဒီပြပွဲကိုရောက်တာပေါ့နော်ဒီဆရာတွေရဲ့အားထုတ်မှုတွေသူရဲ့ပင်ပန်းမှုတွေပေးဆပ်မှုတွေပြီးတော့စေတနာပေါ့နော်ဒီကြည်ကားလေးတွေကိုကြီးလိုက်ကြည့်လိုက်တဲ့အခါမှာပြရမယ်အာဘယ်လိုခေါ်မလဲကြီးတဲ့သူတွေရဲ့ရှင်တဲ့ကိုပေးချင်တဲ့ information ပေါ့နော်အဲ့ဒါလေးတွေအရင်ဘယ်လိုပြောမလဲကျေးဇူးလဲတင်လဲလေးလေးလေးစားတယ်အနောက်လည်းအများကြီးကြည့်ချင်တယ်ပေါ့နော်ပြီးတော့ကျမတို့ဆိုလို့ရှိရင်ငငယ်ကဒီပကြီဆွဲတာကလူကြီးသူမှတော်တော်များများက အာမပေးချောက်ပေါ့နော်အာမပေးတဲ့ခါမှာကိုရီးယားကြီးလာမှာဒါတွေကိုလေ့လာခွင့်ရတယ်ထိတွေ့ခွင့်ရှိရဆိုတော့အခုကျမရဲ့ဒီသင်တန်းကတပည့်လေးတွေပေါ့နော်အာလိုက်ပြရတာကသူငယ်ငယ်လေးနဲ့ဒီနုပညာကိုအာထိတွေ့အောင်ခန်းစားအောင်ပြီးလို့ရှင်နှလုံးသားလေးတွေနူးညံ့အောင်အာအဲ့လိုမျိုးလေးပေါ့နော်ထိတွေ့စေခြင်းနဲ့ဆန္ဒနဲ့ရောက်လာတာပါပေါ့နော်အဲနောက်ပကြီးကားလေးတွေပြမယ်ဆိုရင်လည်းကြီးခွင့်ရှိရင်ကြီးကျင်ပါသေးတယ်ပေါ့နော် အာဟုတ်ကဲ့ခင်ဗျာကျွန်တော်နာမည်ကကိုမိုးမင်းလို့ခေါ်ပါတယ်ဒီ Good Mood Gallery ရဲ့ owner ပေါ့နော်ကျွန်တော်ဒီပွဲလေးရဆိုလို့ရှိရင်ဒီဒီက gallery artist တွေနဲ့ကျွန်တော်တို့တိုင်ပင်ဖြစ်တယ်ပေါ့နော်ဒီသတင်းကျောအထိတ်မှတ်လေးတစ်ခုပေါ့လှုပ်ချင်တယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်တို့ကဒီ Within Square ဆိုပြီးတော့ဒီ exhibition လေးကိုစီစဉ်ပြတ်သွားတယ်ထူးခြားချက်အနေနဲ့ဆိုလို့ရှိရင်တော့ အဲဂယ်လရီအာတစ်စ်တွေတဲကနေစုစုပေါင်းအဲ၄ယောက်ပါဝင်တယ်ပြီးတော့လို့ရှင်ဒီအထူးသဖြင့်ပေါ့နော်ထူးခြားချက်ကတော့ဒီနှစ်ပေပတ်လည်ပကြီးကအများစုကို ကျွန်တော်တို့ဒီမှာဟိုတင်ဆက်ပြသထားတယ်အားလုံးပေါင်းပကြီးကတော့60ကျော်ရှိတယ်တဲမှာပကြီးက56ကားလောက်ကနှစ်ပေပတ်လည်တွေကိုပဲကျွန်တော်တို့ထူးထူးခြားခြားပြသထားတယ်ပြီးတော့ပကြီးချစ်သူတွေနောက်ဒီလက်ဆောင်ပေးခြင်းတဲ့လူတွေ နောက်အဲဝယ်ယူစုဆောင်ကျင်တဲ့လူတွေအတွက်ကိုလည်း20%ကနေ30%ပေါ့เนาะဈေးနှုန်းတွေကိုဒီပကြီးဆရာတွေရဲ့ဆန္ဒပေါ့เนาะဒီသတင်းကျောအထိမ်းမဲ့ပကြီးဆရာတွေရဲ့ဆန္ဒအရာကျွန်တော်တို့ discount လေးလည်းပေးထားတဲ့အတွက်ထူးထူးခြားခြားဒီပွဲလေးကိုကျွန်တော်တို့စီစဉ်ဖြစ်ပါတယ်။အောက်တိုဘာ17ရက်နေ့ကဒီနေ့ပေါ့เนาะဒီနေ့စနေနေ့ကနေအောက်တိုဘာ19ရက်နေ့အထိကျွန်တော်တို့စီစဉ်ထားပါတယ်။ အဲကျွန်တော်တို့ Gumut Gallery အနေနဲ့ဆိုလို့ရှိရင်ပုံမှန်အဖြစ်တလောက်အနည်းဆုံးတစ်ပွဲပေါ့နော်အနည်းဆုံးတစ်ပွဲ exhibition အများအများနဲ့လုပ်ဖြစ်ဖို့ကြိုးစားအားထုတ်ထားပါတယ်တကယ်လို့ဒီ exhibition မရှိတဲ့အချိန်ကာလတွေမှာလည်းဒီ gallery ကနေကျွန်တော်တို့ဒီအများနဲ့ ဖွင့်လှစ်ထားပြီးတော့ပကြီချစ်သူတွေနောက်တစ်ခုကဝယ်ယူစုဆောင်ကျင်သူတွေအတွက်ကိုနေ့စဉ်ကျွန်တော်တို့ပြာကန်းကိုဖွင့်လှစ်ပေးထားပါတယ်။မနက်7:00နာရီညနေ9:00နာရီအထိဖွင့်လှစ်ပေးထားပြီးတော့တနင်္လာနေ့ရောပုံမှန်ပိတ်ပါတယ်။အဲ့တော့ကျွန်တော်တို့ exhibition မရှိလဲပြာကန်းကိုလာရောက်လေ့လာပြီးတော့ဝယ်ယူစုဆောင်လို့ရပါတယ်။ အခုလိုရတာမျိုးစုံကိုတနေရာတွေမှာခန်းဆားကြည့်ရှုခြင်းနဲ့ပကြီချစ်သူမိတ်ဆွေတွေအတွက် Within Square လို့အမည်ပေးထားတဲ့စူပေါင်းပကြီပြပွဲကိုတော့စူးလီဘီယာလမ်းပေါ်မှာရှိတဲ့ Good Mood Gallery မှာအော်တိုဘားလာ17ရက်နေ့ကနေအော်တိုဘားလာ19ရက်နေ့ထိ ပြသလျက်ရှိတယ်လို့သိရပါတယ်ရှင်။